ားလုံးပဲမင်္ဂလာပါဒီကနေ့ရနောက်ဆုံးရအကစားသတင်းတွေကိုကြည့်ရမယ်ဆိုရင်တော့လီဗာပူးအသင်းကတော့အတ္တလန်တာအသင်းရဲ့တိုက်စစ်ကစားမှဖြစ်တဲ့လွတ်မန်စ်ကိုခေါ်ဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့မှဖာဗီဇီယိုရောမာရောကဖော်ပြထားတယ်လက်ရှိမှာတော့ဒီကစားသမားရဲ့ပေါ့လေအပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်းအဖြစ်ကလပ်အသင်းရဲ့ကစားသမားဖြစ်တဲ့ဖာရီကိုချီစာကိုထည့်သွင်းပြီးတော့မှလီဗာပူးအသင်းကကမ်းလန့်ဖို့ပြင်ဆင်နေတယ်ဆိုပြီးတော့လည်းဖော်ပြထားတယ် လီဗာပူးတင်းကကျွန်တော်တို့ဒါဒီနွေရာဒီမှာပဲကလပ်တင်းကထွက်ခွာသွားတော့မယ်အသေးရညာနောက်ခံကစားသမားဖြစ်တဲ့အလက်ဆန်ဒါအာနိုရဲ့နေရာမှာအစားထိုးနိုင်ဖို့ကျွန်တော်ခံစစ် option တွေကိုပြင်မှတ်ထားနေပြီးတော့မှလက်ရှိမှာတော့ဘုံမောက်တင်းရဲ့ space လူငယ်နောက်ခံကစားသမားဖြစ်တဲ့ white set အပါဝင်ဒါကျွန်တော်ဘိုင်းယားလီဗာကူးစင်တင်းရဲ့ right back ကစားသမားဖြစ်တဲ့ဖရန်ပေါင်တို့ကိုပါခေါ်ယူဖို့လီဗာပူးအသေးဘက်ကစိတ်ဝင်စားနေတယ်ဆိုတော့ ပထမဒါဝိုင်ဆန်နဲ့ပတ်သက်လို့ကတော့လီဗာပူးအသင်းအနေနဲ့ဒါပရီးမီယာလိဂ်ကလပ်တစ်သင်းဖြစ်တဲ့ Chelsea အသင်းနဲ့အပြိုင်ခေါ်သွားရမယ့်အခြေအနေရှိတယ်ဆိုပေမဲ့လို့ဒါနောက်ဆုံးတက်လာတဲ့သတင်းအရဆိုရင်တော့လီဗာပူးစင်တင်းရဲ့နောက်ကန်ကစားမှဖြစ်တဲ့ဒီကျွန်တော် Frank Pound နဲ့ပေါ့လေအပြောင်းရွှေ့ကိစ္စဆွေးနွေးမှုတွေရှိနေပြီးတော့မှကစားသမားကိုပြောင်းရွှေ့ချင်ယူရို35တန်းလောက်ပေးရင်ဒါကျွန်တော်လီဗာပူးအသင်းကဒီနွေရာသီမှာပဲဒီကစားသမားကိုခေါ်ယူသွားနိုင်ပွဲရှိတယ်ဆိုပြီးတော့ဖာဖီဇီယိုရိုမာနိုကဖော်ပြထားတယ်ချက်တော့မှတော့ဒါမာကာရဲ့ဖော်ပြချက်ရဆိုရင်ဒါရီယယ်မက်ဒရစ်အသင်းကြီးရဲ့ဘရာဒီတောင်ဝင်ကစားသမားဖြစ်တဲ့ကျွန်တော်ရိုဒရီကိုကပေါ့လေသူ့အနေနဲ့ဒီကလပ်ထဲမှာဆက်ရှိဖို့တခြားလိတခြားကလပ်အသင်းတွေကိုပြောင်းရွှေ့ဖို့ဆိုတာသူ့အနေနဲ့ဒီရပ်ပိုင်းအတွင်းမှာပဲဆုံးဖြတ် ချက် decision ချမှတ်သွားမယ်ဆိုပြီးတော့မှကျွန်တော်မာကာကဖော်ပြထားတယ်။ဒါပြင်ကျွန်တော်တို့ဒါဒီမှာသူရတဲ့ငါပေါ့လေဒီနွေရီမှာပဲကျွန်တော်တို့ကလပ်တင်းနဲ့လမ်းခွဲသွားတော့မယ်အီတလီနီးပြဖြစ်တဲ့ကာလော့အက်စလော်ဒီရဲ့နေရာမှာအစားထိုးနိုင်ဖို့ဒါကျွန်တော်တို့ဘိုင်ယန်လီဗာကူဆင်တင်းရဲ့စပိန် နီးပြဖြစ်တယ်ဗောလေဒီဇာဘီအလွန်ဆိုကိုခေါ်ယူနိုင်ခဲ့ပြီဆိုပြီးတော့မှဒီကနေ့မှာပဲဖာဗီဇီယိုရိုမာနိုကပေါ်ပြထားတယ်ဆိုတော့အာဇာဘီအလွန်ဆိုကတော့ဒါရေမတ်တဲ့အတင်ကိုလာမဲ့ဂျွန်လာကဆက်ပြီးတော့မှကျွန်တော်ကင်တွယ်သွားမယ်ဆိုပြီးတော့မှဖာဗီဇီယိုရိုမာနိုကပေါ်ပြထားတယ်ချက်စီတင်ကတော့ဒါကျွန်တော်တို့ဒီအေစီမီလန်တင်ရဲ့ဗောလေပေါ်တူဂီတောင်ပံကစားမဖြစ်တဲ့ရာဖဲလီယိုခေါ်ယူဖို့ကလပ်နဲ့တင်းချာမှာဆွေးနွေးမှုတွေရှိနေတယ်ဆိုပြီးတော့မှအီတလီမီဒီယာတချို့ကရေးသားပေါ်ပြထားတယ်ရာဖဲလီယိုကိုတော့ဒါကျွန်တော်ချက်စီတင်ကပြောင်းရွှေ့ခြင်းနဲ့ 62.5တန်းလောက်ပေးချေသွားမယ်အခြေအနေရှိတယ်ဆိုပြီးတော့လည်းဖော်ပြထားတယ်ပေါ့လေဆိုတော့ Chelsea တရားခေါ်ယူခြင်းနေတယ်ဒါ Asset Down တဲ့တိုက်စစ်ကစားမှဖြစ်တဲ့ Dilas ကတော့ကျွန်တော် Chelsea အသင်းထက်စာရင်ပေါ့လေသူ့အနေနဲ့ Manchester United အသင်းကသာပြောင်းရွှေ့ကစားခြင်းနဲ့ဆိုပြီးဖော်ပြထားတယ်ဒါသူ့အနေနဲ့ကပေါ့လေဒါကျွန်တော် Chelsea အသင်းကိုပြောင်းရွှေ့လိုက်ရင်ဒါ Nicolas Chelsea ရဲ့နောက်ပေါ့လေဒုတိယဦးစားပေးတိုက်စစ်ကစားသမားအဖြစ်မကစားခြင်းတဲ့အခြေအနေကြောင့်မို့လို့ Chelsea တင်းတက်ဆိုင်ရဲ့ Manchester United တင်းကိုတာပြောင်းရွှေ့ကစားချင်တယ်ဆိုပြီးကစားသမားဖော်ပြထားတယ်။ဆိုတော့ဒါကြောင့်မလို့ Chelsea တင်းကဒီလက်မရရင်တော့တခြားသောတိုက်စစ်မှု option တွေနဲ့ Sporting Lisbon တင်းရဲ့တိုက်စစ်ကစားမှာဖြစ်တဲ့ Barca Real Madrid ကို Premier League လက်အတင်းဖြစ်တဲ့ Arsenal တင်းနဲ့အပြိုင်ခွင့်ယူသွားဖို့အခြေအနေရှိတယ်ဆိုပြီးတော့ ဖာဗီယိုရိုမာနိုကဖော်ပြထားတဲ့မန်ချက်စတာစီးတီးရဲ့ဘယ်ဂျီယံကွင်းလယ်ကစားသမားဖြစ်တဲ့ကေဗင်ဒီဘရိုင်နာကတော့ဒီနေ့ရာသီမှာပဲကလပ်တင်တဲ့စာချုပ်တက်တန်ကုံဆုံးပြီးတော့မှအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာမဲ့အခြေအနေမှာသူ့အနေနဲ့ sorry ကလပ်အသင်းကိုပြောင်းရွှေ့ကစားတာတဲ့ဆိုင်ပရီးမီယာလိဂ်ကလပ်တစ်သင်းဖြစ်တဲ့လေဗာပူးအသင်းကလည်းကာလန်ခဲ့ရင်လေဗာပူးအသင်းကိုသာပြောင်းရွှေ့ကစားခြင်းနဲ့ဆိုပြီးတော့ TMP Sport ကဖော်ပြထားတဲ့အာဆင်နယ်အသင်းရဲ့ခန်းစီကစားသမားဖြစ်တဲ့ခီဝီယောကတော့ ဒီနေရာဒီမှာပဲကလပ်သင်းကနေထွက်ခွာဖို့ပြင်ဆင်နေတယ်ဆိုပြီးတော့မှဒါ daily mail ကပေါ်ပြထားတယ်လက်ရှိမှာတော့ဒီကစားသမားကကျွန်တော်တို့ဒါအီတလီကလပ်အသင်းနေဖြစ်တဲ့ဂျူဗင်တက်နဲ့ဒါကျွန်တော်တစ်ဖက်က AD မီလန်အသင်းတို့ကကလန့်ခဲ့ရင်ပြောင်းရွှေ့ကစားချင်တယ်ဆိုပြီးတော့လည်းပေါ်ပြထားတယ် sorry ကလပ်တစ်သင်းဖြစ်တဲ့ AR AR လီအသင်းကတော့ Astro Milan အသင်းရဲ့လူငယ်ကွေးလည်းကစားသမားဖြစ်တဲ့ Yuri Tillmans ကိုတော့ပြောင်းရွှေ့ခြင်း Euro 35တန်းနဲ့ဒီကလေးမှာစတင်ကလန့်ခဲ့တယ်ဆိုပြီးတော့မှဖော်ဖော် insider ပေါ်ပြထားတယ်လက်ရှိအခြေအနေက Astro Milan အသင်းဟာ ဒီကစားသမားကိုဒီနွေရာဒီမှာပဲလက်လွတ်ဆုံးရှုံးသွားရပွဲအခြေအနေရှိတယ်ဆိုပြီးတော့လည်းသုံးသပ်ထားတယ်ဘာစီလိုနာအသင်းရဲ့နေပြဖြစ်တဲ့ဟန်စီဖလစ်ကတော့ဘာစီလိုနာအသင်းနဲ့နောက်ထပ်တရားစီထပ်ပြီးတော့တတန်းထိုးနိုင်ဖို့သဘောတူညီမှုရရှိခဲ့ပြီဆိုပြီးတော့မှမာကာကဖော်ပြထားတယ်2026မှာစာချုပ်တတန်းကုန်ဆုံးမဲ့ဒီနေပြကတော့လက်ရှိမှာဒီရာစီအတွက်ပေါ့လေဒါသူ့ရဲ့ဒီဘာစီလိုနာနေပြပထမရာစီမှာပဲကိုပါဒရီဖရာစူပါကပ်နဲ့လက်ရှိပါလဲကျွန်တော်တို့ဒါစပိန် လာလီဂါအမှတ်ပေးချန်ပီယံဖြစ်ဖို့အတွက်ရေပန်းအစားဆုံးအခြေအနေရှိနေပြီးတော့မှဒါကျွန်တော်တို့ရအသင်းကိုရလက်ကောင်းနေရအောင်ဆွမ်းဆောင်ထားတဲ့နေပြတယောက်လည်းဖြစ်တယ်လက်ရှိမှာတော့ဘာစီလိုနာအသင်းဘက်ကနေပြဟန်စီပလစ်ကို2020ခုနှစ်နောက်ထပ်တနစ်စာချုပ်တက်တန်းတိုးနိုင်ဖို့နေပြနဲ့ကလပ်တင်းချာမှသဘောတူညီမှုရရှိခဲ့ပြီဆိုပြီးတော့ပေါ်ပြထားတယ်ဆိုတော့ကြီးစုပေးခဲ့တဲ့တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်